မင်္ဂလာမနက်ခင်းလေးပါခင်ဗျာမင်္ဂလာစကူရနေမင်းနာမင်္ဂလာမနက်ခင်းလေးပါเนาะဒီတစ်ခေါက်ပြပြချင်းဖက်ကြောင်ရကတော့မြန်မာထိုင်းနယ်ဇာရဲ့အကြောင်းကိုပဲနည်းနည်းလေးပြောပြချင်ပါတယ်ဒါတော့ကဲယူအုတ်ထပ်ဖြစ်တဲ့ဇော်တော်နီကပြောတဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးပြန်လည်ပြီးတော့မျှဝေပြချင်ပါတယ် ဘယ်လိုပြောသားလဲဆိုတော့အကျံဖက်စစ်ကောင်စီဤဝင်းဝင်းရနီလန်းနေဇာကုံတွေရအသက်သွေးကြောထိုင်းမြန်မာနေဇာတစောက်စစ်ခမ်းများကိုကင်းအယူကတိတ်ပိုက်နေမှုများမြို့ကြီးများတိတ်ပိုက်မှုထက်ပုံမှုအရေးပတ်သည့်အခြေအနေရောက်ရှိပြီးဖြစ်ကြောင်းကင်းအယူဘို့လှုပ်ဆောင်မှုဖြစ်ပျော်ခွင့်ဆုတ်ခွင့်ရဘရူဆိုတိုနီကပြောသားတယ်ပေါ့နော်ဒါကိုကြည့်ချင်အဖြစ်ဘရူဆိုတိုနီက သူဘယ်လိုပြောသွားလဲဆိုတော့ကျွန်တော်တို့လက်ရှိသိနေတဲ့စခန်းငယ်တွေစခန်းကြီးတွေတက်ဒီအဓိကဖြစ်တဲ့မြန်မာထိုင်းနယ်စပ်ဖြစ်တဲ့ဒီလိုမြောက်ဒီမြို့တို့စုကုကုမြို့တို့တခြားသောနယ်စပ်မှာရှိတဲ့အရေးပါတဲ့နယ်စပ်တွေတော့သူတို့ကသိနိုင်မယ်ဆိုတော့စစ်ကောင်စီကိုပို့ပြီးအထိနာစေတယ်စစ်ကောင်စီကိုပို့ပြီးတော့စိတ်ဓာတ်ကျစေတယ်လို့သူတို့ကပြောသွားတယ်ပေါ့နော်နောက်တစ်ချက်သူတို့ပြောသားတာကတော့ ထိုင်းနဲ့မြန်မာနယ်စပ်စီမီတစောက်တွေစီးနေတဲ့အကြံဖက်စစ်ကောင်စီတပ်စခန်းများကို KNU KNDO PDS မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကထောက်ဆောက်တိုက်ခတ်သိမ်းပန်းနေခြင်းဖြစ်သည်မြို့ကြီးများကိုတိုက်ပိုက်ထားတာထက်ပိုအရေးပါသည့်အခြေအနေတို့ရောက်ရှိနေပြီဖြစ်ကြောင်း KNU ဘိုချုပ်ကပြောသွားတာပေါ့နော်တောင်းချက်သူပြောသွားတာကဒီလိုနယ်စပ်ဖြစ်တဲ့နယ်စပ်မှာတစောက်ဆိုတော့ဒီထိုင်းနဲ့မြန်မာနယ်စပ်ဖြစ်တဲ့နေရာဒေသပေါ့နော်ဒီ KNU တို့က မြို့တွေကိုဘာကြောင့်မသိသေးလဲလို့ပြည်သူတွေကမေးရင်တကယ်လို့များတာမြို့ကတိတ်ခဲမယ်ဆိုရင်တော့ဒေချာပေါက်စစ်ကောင်စီကလေနဲ့လာကျဲမယ်လေနဲ့လာကျဲပြီးဆိုရင်အဓိကဒုက္ခရမှာကတော့ပြည်သူလူထုတွေပါဘာဖြစ်လဲဆိုတော့ဒါကြောင့်သူတို့မြို့တွေကိုအရင်မသိပဲဒီလိုရေးပါတဲ့စခန်းကြီးတွေစခန်းငယ်တွေစစ်ကောင်စီအတွက်ဟိုပြည်သူလူထုကိုဒုက္ခပေးနိုင်တဲ့နေရာမျိုးဆိုသူတို့ကအရင်တုတ်တင်ဆင်းနေတဲ့ပေါ်သူဒီပူဟိုချုပ်စော်တော်နီကပြောသားတယ် တစက်တမှပဲဒီမြန်မာထိုင်းမှာစီးရဲစခန်းတွေအားလုံးကိုသူတို့သိမ်းနိုင်ပြီဆိုရတော့တေချာပေါက်ဒီတောင်ပိုင်းမှာဆိုရတော့စစ်ကောင်စီရဲ့ဟိုဝင်ငွေလမ်းကြောင်းတွေကလည်းတခုပြတ်တောက်ပြီးတော့ဒါစစ်ကောင်စီကိုအာဏာချက်ဖြစ်စေတဲ့ຢာလို့ပဲသူတို့ကထုတ်ပြောသွားတယ်ပေါ့နော်တော့သူတို့ကထပ်ပြီးတော့ပဲလို့ပြောသွားလဲဆိုတော့အတိကတကယ်ကုံသွယ်ရေးစခန်းကြီးမြောက်ဒီမဲဆောက်ကုံသွယ်ရေးစခန်းကြီးနောက်ထပ်ပြီးတော့ ီခီနဲ့ဇာကုံသွေးစခန်းကြီးတရတကယ်အရေးပါတဲ့နေရာဖြစ်တယ်။မြို့ကြီးတမျိုးစာလောက်သိမ့်နိုင်တဲ့အနေထားတူတယ်။ဘာလို့လဲဆိုတော့စစ်တလန်တိုးဖို့အတွက်တကယ်ကိုအရေးပါတဲ့ဒီနေရာတစ်ခုကိုရရှိသွားပြီလို့ကျွန်တော်တို့ပြောလို့ရတာဘောတော့ဘဒိုဆိုဒနီကပြောသွားတယ်ဒါကတော့သူတို့ပြောတာကလည်းခုလက်ရှိသူတို့တိမ်သွားတဲ့မြန်မာထိုင်းနယ်စပ်တီခီစခန်းတို့ပြီးတော့တခြားသောစခန်းကြီးစခန်းတွေကိုသူတို့တိမ်သွားတာကလား ါမြို့ကြီးတွေမြို့တိတ်သွားတာနဲ့အတူတူပဲလို့ပဲဘူဒိုဆိုတိုနီကပြောသွားတာပေါ့နော်ဒါလည်းမှန်ပါတယ်အဲ့ဒီစခန်းတွေစီးနေလို့ဟိုဒီလိုနေစားမှာဆိုရတော့စစ်ကောင်စီရဲ့ဒီထိုင်းနဲ့ပေါင်းပြီးတော့စစ်ကောင်စီငှက်ပြပါတဲ့အချိန်ဖြစ်စေစစ်ကောင်စီအတွက်စားစိမ်မရှိတဲ့ခါတွေဖြစ်စေဒါကတော့အကောလောကဒီထိုင်းစစ်တပ်ကပို့နေလို့ပဲဒီဘူဒိုဆိုတိုနီကပြောသွားတာပေါ့နော်ဒါကိုကြည့်ချင်အဖြစ်လဲမြန်မာထိုင်းနေစားမှာစီးတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကဘယ်တော့မှ ့စိတ်တက်ကြမဟုတ်ဘူးတော့အခုယခုတော့ဒီကင်စစ်သားတွေဖြစ်တဲ့ KNU ကနေ DPD တွေကတက်ခတ်သိမ့်ပတ်တဲ့ဖြစ်အတွက်ထိုင်းတွေကလည်းအခုဝေဖန်ဆိုင်တွေတက်လာတယ်ပေါ့နော်သူတို့ပြောချင်တာကနေနမိတ်ရဲ့ကိစ္စကိုသူတို့မထိန်သိမ်းနိုင်လို့လည်းသူတို့ပြောချင်တယ်ပေါ့နောက်ထပ်တစ်ချက်ကသူတို့ပြောတာကတော့ထိုင်းမြန်မာနယ်စပ်တစ်ဆောက်ဂရင်းနီကင်းပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းအထိနယ်စပ်နေနမိတ်ကီလိုမီတာ3000ကျော်နယ်စပ်3000ကျော်ထိစနေသည့်နယ်စပ်တစ်ခုလို့ အကျန်းဖက်စစ်တပ်ကင်းစင်နေသည့်အခြေအနေရောက်ရှိစေရဲတိုက်ခတ်မှုများပူပေါင်းဆောင်ရွက်သွားမယ်လို့ပဲသူပြောသားတယ်ပေါ့ဒါတော့ဖတ်ပြီးသွားရတော့လူတွေနားလည်လာပါတယ်ဒီမြန်မာထိုင်းနယ်စပ်ဖြစ်တဲ့ Greeny ကင်းပြည်နယ်မိုးပြည်နယ်နဲ့တနင်္လာရီအထိကီလိုမီတာ3000ကျော်ကိုသူတို့ကဒီအကျန်းဖက်စစ်ကောင်စီစခန်းတွေကင်းစင်သွားပြီးဆိုတော့တေချာပေါ့ဒီအကျန်းဖက်စစ်ကောင်စီကတော့တောင်ပိုင်းမှာဆိုကင်းနဲ့လည်းလက်တွဲသွားမယ်ဒီကင်းရဲ့မြောက်ပိုင်းမှာဆိုရင်လည်း Greeny နဲ့လက်တွဲသွားမယ်နောက်ထပ်တနင်္လာရီတိုင်းနဲ့ မိုးပြင်းတယ်လို့မဲ့ဆိုတော့သူမဖြစ်မနေလက်တွေပူပေါင်းရတော့ဗောနော်ဒါတော့ကျွန်တော်ထေဒီ greening ကရင်မွရယ်တနေ့လိုက်တိုင်ကဒိုဝယ်တွေရဲ့ဖြတ်ထွန်းညာကောင်းတယ်လို့ပဲကျွန်တော်မြင်ပါတယ်အဲ့ဒီအရာတို့ကြောင့်ဒီစစ်ကောင်စီကလိုအပ်တဲ့အစားအသောက်ရက်ခတ်တွေကိုထိုင်းစစ်တပ်ကအဓိကပို့ပေးတဲ့နေရာဖြစ်တယ်လေဒါတော့ပဲလို့ပြောရမယ်ဆိုတော့အစီအလျားဆုံးဖြစ်တဲ့နေစားမြင်ထိုင်းမြန်မာနဲ့ဆက်ဆံနေတဲ့ greening နေစားတမဟာငါကစပြီးတော့တမဟာလေးအထိ အဲ့လောက်ထိကီလိုမီတာရာပေါင်း1000ချီတောင်နဲ့စီတဲ့စခန်းများကိုကျွန်တော်တို့သိမ်းမိုးကျွန်တော်တို့လွှမ်းမိုးထိမ့်သိမ်းနိုင်တယ်ဆိုတာကဒါကျွန်တော်တို့ရဲ့အောင်ပွဲဒီဟာတွေကဟိုဟိုအတွင်းထဲမှာသွားပြီးတော့ရယူတာနဲ့ဒီချက် ကကျွန်တော်တို့ရတာနဲ့လောမတူဘူးသူပြောချင်တာကမြောက်ပိုင်းဆိုရင်တော့အခုမြို့မြောက်ပိုင်းဆိုရင်တင်သွားတဲ့မြို့တွေဆိုရင်လည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးတော့နောက်တစ်ချက်ကလည်းတရုတ်တွေရဲ့ဖိအားကြောင့်ပြည်သူတွေကလည်း ီ MNDA နဲ့ TNLA တို့ကမြို့ကိုတင်သွားနိုင်မှာဆိုလဲပြည်သူတွေရဲ့လုံခြုံမှုမရှိဘူးပေါ့။ဘာဖြစ်လဲဆိုတော့ဒီစစ်ကောင်စီရဲ့လက်နက်ကြီးရဲ့အစခန်းကိုမဖြိုပြန်နိုင်ဘူးဆိုတော့တေချာပေါ့စစ်ကောင်စီကနေ့စဉ်နေ့မြဒီလိုထိန်တာနဲ့မြို့တွေတင်တာနဲ့မြို့နေ့စဉ်နေ့မြသူတို့ကလေကြောင်းနဲ့တိုက်ခိုက်မယ်မြို့ပြီးတော့လက်လက်နက်ကြီးနဲ့ပဲဓာတ်ဆောက်သူတို့ပြစ်မယ်ဆိုရတော့ပြည်သူလူထုတွေကမြို့ထဲမှာပဲလောက်ပဲနေရပါစေလုံခြုံမှုမရှိဘူးလို့ပဲသူတို့ပြောသွားတာပေါ့နော် ောက်တစ်ချက်သူတို့ပြောသွားတာကတော့အဲ့ဒါကြောင့်မို့ဒီရတွေအဲကျွန်တော်တို့နေစအတွင်းမှာစီးရနေစအတွင်းမှာစီးတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုကျွန်တော်တို့အရင်ဆင်းလေးတာပါအခုတမဟာကလည်းကုန်တော့မယ်နည်းနည်းပဲကျန်တော့တဲ့အခုပြောချင်တာကဒီကင်းပြည်နယ်လမ်းဘွယ်တို့ဆိုနေစဆိုတဲ့စစ်ကောင်စီတပ်စခန်းနှလုံးပဲကျန်တယ်အဓိကအဲ့ဒီနှလုံးကလည်းစခန်းကြီးဖြစ်တဲ့အတွက်သူတို့ ဒီတက်မဟာခုမှာစစ်တဲ့နေစားတွေသူတို့ကလောတက်ခတ်တိတ်တိတ်ကဲမှပြီဆိုရေးတေချာပေါ့ဒီစစ်တက်ကလည်းဒီထိုင်စစ်တက်ကလည်းစစ်ကောင်စီကိုအယုံကြည်မရှိတော့ဘူးဖြစ်မှာပါဒါကြောင့်သူတို့ဒီရေးပါတဲ့နေစားစခန်းတွေကိုသူတို့တက်ခတ်တိတ်ရတဲ့တက်ခတ်တိတ်ပိုက်ရတာဖြစ်တယ်လို့ပဲဒီ KNU ရဲ့ပြောခွင့်ဆိုရေးပြောခွင့်ဆိုခွင့်ရဗိုလ်ချုပ်စောတော်နေကပြောသွားတယ်ပေါ့နော်အခုနည်းနည်းလေးပဲကြံရတယ်တက်မဟာ6ဆိုလဲစစ်ကောင်စီပြောတာတခုလောက်ပဲကြံရတယ်ပြောမဆိုဒီ KNU တက်မှာ6ပဲဆိုစစ်ကောင်စီရဲ့အဓိကအပြူဟာဆိုရတော့ဒီ concrete မြို့နဲ့အုံတို့မြို့တစ်ခုပဲကျန်ရတယ်ပြီးတော့နောက်ထပ်လည်းမြဝတီမြို့တစ်မြို့ပဲကျန်ရတယ်ပြောမယ်ဆိုရအဓိကအပြူဟာမူအဓိကအပြူဟာတစ်ခုပဲကျတယ်ဗောနော်အဲ့ဒီယခုလက်ရှိစစ်ကောင်စီရဲ့အပြူဟာဖြစ်တဲ့ဒီ concrete မြို့ဆိုရလည်းအကောလုံးလိုအပ်တဲ့ silent net တွေသူတို့အကောလုံးပဲထုတ်လုပ်တယ်ဒီတက်မှာ6ဆိုလည်းအဲ့ဒါကြောင့်သူတို့ဒီ KNU နဲ့ KNDO ကိုပြည်တဲ့တပ်ဖွဲ့တွေကမသိမ်းနိုင်တယ်လဲမဆန်းပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ concrete မြို့မှာစစ်တဲ့စခန်းကြီးတွေက ကိုယ်ပိုင်လက်နဲ့ထုတ်လုပ်နိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်လွယ်လွယ်လင်းတက်လို့မရဘူးဆိုတာတော့ကျွန်တော်တို့ကဝေးခံရမှာပဲလို့ပဲဘုတို့ဆိုတော်နီကပြောသွားတယ်နောက်တစ်ချက်ကတော့ကင်းကင်းရတဲ့ဥစ္စောင်းသောမဟာမိတ်ပူပေါ်တပ်ဖွဲ့များကစစ်စိတ်မြင့်တိုက်ခိုက်နေမှုကြောင့်ရခင်စောမောင်တန်းဆွေခိကစစ်တပ်ကတိုက်ရိုက်ပေါင်းများစွာအပြုတ်ခံရယူခဲ့သောနယ်မြေမြမစကန်းစစ်စခန်းကြီးများကိုရက်ပိုင်အတွင်းတိုက်တိုက်ပွဲများဖြစ်ပြန်လည် သယူနိုင်ပြီးဖြစ်ကြောင်းလဲဘလို့ဇော်တော်နေကပြောသားတယ်သူပြောချင်တာကဒီရခင်စစ်ဆိုရကအရန်ကိုရုံမှကောက်ကြည့်တဲ့ဇောမောင်တန်းဆွေခေတို့ကစခန်းတွေကိုအခုပြည်သူလူထုရဲ့ထပ်ဖတ်မှုမရှိတော့ဘူးပြည်သူလူထုရဲ့ယုံကြည်မှုမရှိတဲ့အတွက်ဒီ KNU KNL PDF KNDO တို့ကလွယ်လွယ်လေးနဲ့ပဲပြန်လည်ပြီးတော့တက်ခတ်သိပ်ပါတယ်ပေါ့နော်ဒီအရင်ကအရန်ကနာမည်ကြီးတဲ့မော်ဖာသူတို့ မဖာတူတို့စခန်းဒီတလီယာတို့စခန်းဆိုရင်ရခင်ကဆိုရင်တိုင်းနယ်မို့ဆိုနင်းနဲ့ချီပြီးတော့သူတို့တက်ခတ်တိုက်ပတ်ခဲ့တယ်။ဒါကောယခုလက်ရှိပြည်သူလူတွေကစက်ကောင်စီကိုအယုံကြည်မရှိတဲ့အတွက်တရက်နေရက်နဲ့ပဲသူတို့ကပြန်လည်ပြီးတော့သဲယူသွားတာဖြစ်တယ်လို့ပဲဖချုပ်ဆော်တနီကပြောသွားပါတယ်။လက်တလော KNU တမဟာနေမြင်ပိုင်ကျိုဒေသတွေမော်ဖိုကစ်စခန်းကို KNL မဟာမိတ်ပူပေါ်တပ်ဖွဲ့များကနေမြင်စစ်လဲတိုက်ခိုက်နေပြီးနော်တရားတောင်စစ်စခန်းကိုလည်း ဝမ်ပပိတ်စွန့်နေကြောင်းသိရပါတယ်သူပြောချင်တာကဒီ KYU တက်မှအခုလိုင်ပွဲမြို့နယ်မှာစီးတဲ့ပန်ချိုစခန်းဆိုတာကမော်ပိုကေးဆိုကအင်မတန်အောင်မှကြီးကျယ်တဲ့စခန်းပါယခုလက်ရှိတော့ပူပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခတ်မှုကြောင့်စစ်ကောင်စီကလည်းထွက်ပြေးတဲ့လူရှိတယ်ခန့်စစ်စင်ရလူရှိတယ်ဒါပေမဲ့ဒီစခန်းကိုရက်ပိုင်းအတွင်းသူတို့ပြန်လည်ပြီးတော့သိယူနိုင်လိမ့်မယ်လို့ပဲသူတို့ကယုံကြည်ထားတယ်ပေါ့နော် KYU တက်မှလေးတက်မှ5တက်မှ6တက်မှ9နဲ့အတွင်း ဂျန်ဖက်စစ်ကောင်စီမြို့ဟာစခန်းကြီးဆက်ခွတ်တဲ့မနေ့ကိုကင်းအန်ဒီတပ်များကတိုက်ပတ်ရရှိထားတဲ့အပြင်နေကြာခန်းစစ်စခန်းစခန်းငယ်20ကျော်နဲ့ကာကင်းစခန်းများအပဝေစုစုပေါင်းစခန်း50နီးပါးကိုကင်းအန်ဒီ KNDO PDS မမိတ်တပ်ဖွဲ့များတိုက်ပတ်ရရှိလာတဲ့ကြော်ဒီစော်တော်နေကပြောသားတယ်ပေါ့သူပြောရမယ်ဆိုတော့ယခုလက်ရှိ KN KNU ရဲ့တပ်မ၄တပ်မ၅တပ်မ၆တပ်မခုတို့ဆိုရင်စစ်ကောင်စီရဲ့ဗျူဟာတွေက အတိကဗျူဟာကြီးကတော့၃ခုကျဆင်းသွားပြီပြီးတော့လဲစခန်းငယ်ကတော့အလုံး၂၀ပြီးတော့ကာခီစခန်းတွေကလည်း၃၀ကျော်ဆိုတော့စုစုပေါင်းအလုံး၅၀ကျော်တော့သူတို့တက်ခတ်သိပ်ပါတယ်ဒါကိုကြည့်ချင်အဖြစ်မြန်မာထိုင်းနေစားမှာစစ်ကောင်စီကင်းစင်ဖို့အနေထားဆိုတာပြောရမယ်ဆိုတော့တော်တော်လေးကိုကင်းစင်နေပြီပေါ့နောက်ထပ်ဒီအချက်ကိုကြည့်ချင်အဖြစ်ထိုင်းတွေလည်းဒီအချိန်မှာဆိုရင်တော့စစ်ကောင်စီကိုယုံကြည်မှုအားနည်းသွားပြီလို့ပဲဒီဘုချုပ်စော်တင်ကပြောသွားတယ်ပေါ့မကြခင်မှာလည်း ဒီသူတို့တောင်းဆိုလာတဲ့အတိုင်းစစ်ဒီထန်းစစ်တပ်ကလက်ခံရမှန်ပဲလို့ပဲသူတို့ယုံကြည်တယ်။ဘာဖြစ်လို့ဆိုယခုစိန်မှာထန်းစစ်တပ်ကပြောတယ်ပေါ့ပြီးခဲ့တဲ့အငလီဘင်းမင်းလီဘေတိုက်ခတ်မှုကြောင့်ပြည်သူလူတွေကတောင်းဆိုတယ်ပေါ့ကျွန်တော်တို့ရဲ့ဒီစစ်ကောင်စီကိုမလူကြပါနဲ့ကျွန်တော်တို့ပြည်သူကိုလာလာပြီးတော့လူကြပါလို့လဲ။ ဟိုထန်စစ်တပ်ကိုပြည်သူလူထုချို့တောင်းဆိုတာရှိခဲ့ပါတယ်လည်းအတိုင်းမဲ့ထန်စစ်တပ်ကသူတို့ပြောတော့ဘယခုလက်စစ်မြန်မာနိုင်ငံမှာစစ်ကောင်စီကအစိုးရဖြစ်ရအတွက်စစ်ကောင်စီကိုပဲသူတို့အဓိကလူတန်းသွားတယ်ဒါပေမဲ့ထိုင်းတဲ့လူသားတဲ့ပြည်စီတွေကပြည်သူလူထုစီမရောက်ပဲနဲ့ထိုင်းထိုင်းတဲ့လူသားတဲ့ပြည်တွေကပြည်သူလူထုစီမရောက်ပဲနဲ့စစ်ကောင်စီစီရောက်သွားတဲ့အတွက်ထိုင်းရဲ့လူတန်းတဲ့အလူစင်များကလည်းထန်စစ်တပ်ကိုဝေဖန်တိုက်ခိုက်တာရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ သူတို့လူတဲ့အလူတန်းဒီပြည်သူလူထုစီကိုသူတို့ရောက်စေချင်တဲ့ဒုက္ခရောက်တဲ့သူကိုသူတို့ရောက်စေချင်တဲ့ယခုလက်ရှိစစ်တပ်ကတည်ယူပြီးတော့တပြိုတည်းပါကြီးစားနေပြီပေါ့ဒါတော့ထိုင်းလူစီတချို့တွေရဲ့ဝေဖန်တိုက်ခတ်မှုကို ထိုင်းစစ်တပ်ကခံစားရရပြီးနောက်ဒါကြောင့်စစ်ကောင်စီကိုသူတို့အယုံကြည်နေသွားပြီလို့ပဲဒီဘိုချော့ဆော့တနီကပြောသွားတယ်ပေါ့ဒီကနေ့မနေ့ခင်လေးကိုကျွန်တော်ဒီလောက်ပဲဒီစင်တဲ့ပဲစင်ကျေးဇူးတင်ပါတယ်ခင်ဗျာ